အလုံးမဲ့မိင်္ဂလာပါရှင်ကတ်တွန်းဖေသိရဲ့စောင့်ပြေတာကိုဆက်လက်ဖျက်ပြပေးမှာဖြစ်ပါတယ်နိုင်ငံကျော်ကတ်တွန်းဆရာကြီးဦးဟိန်စွန်းတို့အိတ်ဖွင့်ပေးစာမှဖေသိင်းတို့မြည်ရတဲ့စောင့်ပါလေးပါဆရာခင်ဗျာဆရာအကြောင်းကိုကျွန်တော်ရေးမလို့ပါဆရာ ျွန်တော်ရေးတဲ့ဆရာအကြောင်းကိုဆရာဖတ်ကြည့်တဲ့အခါအရေးကြီးဆုံးချက်ကတော့ဖတ်ရင်တပ်ပုံပြင်ပေးဖို့ပါဆရာပြီးတော့ဆရာအကြောင်းကနည်းပြီးကျွန်တော်အကြောင်းကများနေလို့ကျွန်တော်ဘဝအကြောင်းထပ်နေရင်လည်းခွင့်လွတ်ပါနော်ကျွန်တော်ဟာဟောစရေးလိုက်တာနဲ့ကျွန်တော်အကြောင်းဖြစ်တော်မယ်ကျွန်တော်ဟာဆရာနဲ့အနှစ်40ကျော်ဆရာသမားလိုတမျိုးတငယ်ချင်းလိုတဖုံရိုးရိုးတေးတေးရှွတ်ရှွတ်နောက်နောက်ပေါင်းတင်လာခဲ့တာဆရာအတိပဲ မှန်တကယ်ကျွန်တော်ရေးရမှာဆရာဟာကျွန်တော်ကိုမိတ်ဆွေကောင်းလို့တမျိုးတားတပည့်လို့တဖုံကတ်တွန်းပညာသင်ပေးရင်ကတ်တွန်းလောကကြီးရဲ့ကိုဆွဲခေါ်ခဲ့တယ်လို့အရင်နှစ်30လောက်ကဆရာအင်အောင်ပြတ်မှုတကိုယ်တည်းလူပြုတ်ကြီးလှုပ်ပြီးပစွန်တော်မှာအိုးပိုင်အိမ်ပိုင်နဲ့နေနိုင်ခဲ့တယ်။ကန်ဆိုးချင်တော့ပစွန်တော်မိကြီးလောင်းတဲ့ကဆရာနေအိမ်ကြီးရဲ့ပါသွားတယ် ဆရာကငါအိမ်မိလောင်ရမှာငါအနှစ်နှစ်အလားလားစုဆောင်ထားတဲ့စာအုပ်စာတမ်းတွေပါသွားတာနှမျောဆုံးပဲတဲ့။ကံကောင်းချင်တော့ပစံတော်မိလောင်မြေပေါ်မှာပဲဆရာအိုးသက်အိမ်သက်ဖြစ်လာပြန်တယ်။ကတ်တွန်းဆရာများရဲ့ကြော့ပွဲကိုကတ်တွန်းဆရာအနေငယ်နဲ့ဆရာအိမ်သက်မှာစတင်ခဲ့တယ်။음၊ကံဆိုးချင်တော့ဆရာမဆွေမျိုးသားချင်းမရှိလို့အိမ်တွင်းမုံတိုင်းကြောင့်နောက်ဆုံးအိမ်သက်ပေါ်ကဆင်းပြေခဲ့ရပြီးပတိန်ညွန့်ရထားလမ်းပြီး ချွန်တဲ့ရက်ကွက်မှာအင်ခန်းငါးပြီးနေတယ်။အဲ့ဒီကစပြီးဆရာဟာအိုးမဲ့အိမ်မဲ့ငကိုကလည်းမရမဲ့သားမဲ့ဒီလိုနဲ့ဆရာဟာအိုးမဲ့အိမ်မဲ့မရမဲ့သားမဲ့ဘွားနဲ့လမ်းပေါ်ကလူပလက်ဖောင်းမင်းသားကြီးဖြစ်နေတော့တယ်။တောက်တော့လက်ဖက်ရည်ဆိုင်စားတော့လမ်းဘေးထမင်းဆိုင်ပြီးတော့တခါနားတော့တီးဟောက်စ်ပြီးရင်ပြန်တော့ဆရာကတ်တုန်းဆရာသာမဟုတ်ကြောင်ညာကိုစလဲဖြစ်နေလဲမျိုးလုံးပတ်လှည့်လည်နေခဲ့တယ် တခါကဘွားတကွေမှာကြုံညာကိုစလဲဖြစ်ကိုပိုင်စိုက်ကားနဲ့တွာလာလှုပ်ရှားနေရကလမ်းကွေမှာချစ်ကားနဲ့ဝန်တိုက်ခံရလို့သတိမိပြီးစေးုံရောက်သွားဘူးလေတခါကလည်းဆရာလမ်းပေါ်ကလူဖြစ်ယထာလမ်းအကူနားမကြတဲ့ဆရာအနာကိုကုံယထာကြီးဖြတ်သွားတက်တုံးနဲ့ရိုက်မိလို့ပြစ်လဲသွားခဲ့တယ်မသိကောင်းမပြောက်ကောင်းမှပဲလားဆရာရင် တခါတည်းပလက်ဖောင်းမင်းသားကြီးဟာလမ်းအန်တီရဲ့ကင်းအောင်ပလက်ဖောင်းပေါ်တက်လျှောက်ကားမှာ တကြံမတ်တက်စောက်တဲ့နေရာအရောက်တစ်သားရန်ပြုတ်ကြလို့ခေါင်းထိသွားသေးတယ်။ကမာစစ်ကြီးမဖြစ်မီကခြားနေကြောမှာ အပတ်စဉ်ဆရာရေးတဲ့ခေါင်းမာတော့ရုပ်ပြောင်ရေးဆရာဆိုတဲ့အတိုင်းဆရာကောင်းအောင်တော်မာတာပဲနော်။ဘတ်စကားတိုးစီးနေတဲ့ဆရာအဖို့တော့ကားအဆင်မှာနှစ်ဖူးခွဲဒူးပြဲတာလောက်တော့အသေးဖွဲပဲ။အင်းလမ်းပေါ်ကလူပလက်ဖောင်းမင်းသားကြီးဖြစ်တဲ့ဆရာအဖြစ်ကိုကြည့်ပြီးနှလုံးတုံရင်ခုန်မိ။ဒီအဖိုးကြီးတော့ဘယ်နဲ့ကားဝါးသွားမလဲလို့ အသက်80ကျော်လာပြီဖြစ်တဲ့အဖိုးကိုဘုရားဆရာအဖြစ်ကိုမကြည့်ရနိုင်တာနဲ့ဆရာတူမကဒူပန်လန်ကတိုက်ပေါ်ခေါ်တင်ထားလိုက်တယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးဆရာကဆရာဒါယာရီစာအုပ်မှာဆရာဟာအရွယ်၃ပါးမှာ၃ပါးစလုံးချမ်းသာစွာနေထိုင်ခဲ့ရသည်။ယခုတတိယအရွယ်တွင်အချမ်းသာဆုံးဘုရားဖြစ်နေထိုင်နေနေရသည်။ဆရာကိုဆရာဤအမဒေါက်တီတီဤသမီးဒေါက်ခင်နုနုနှင့်ခင်ပွန်းဘူမူဟောင်းခင်လှိုင်တို့ကခေါ်ယူပြီးဒူပန်လန် နီကောလန်တွင်အမှတ်၉မှာတိုက်ဆောက်ထားတဲ့တိုက်ခန်းတခန်းပေးထားသည်ရေမိစုံလင်ပါသည်ယခုမှအင်္ဂလာကလည်းမပူရဓမီးလည်းမပူရစာရေးတောက်ရေးလည်းကျွေးမွေးထားသဖြင့်စိတ်ချမ်းသာဆုံးဘဝဖြင့်နေထိုင်ရပါသည်ဆရာတူမကလည်းဆရာအုံစိန်နဲ့နေဖို့လူလေသေးမရှိထားပေမဲ့ဆရာကိုယ်တိုင်ကအငြိမ်နေဘူး platform မင်းသားကြီးအနေနဲ့လမ်းပေါ်ကလူလမ်းပေါ်မှာပဲပျော်ချင်နေတယ် မိုးလင်းလာနဲ့ပြင်ထွက်တစ်နေလုံးမျိုးလုံးပတ်လဲလှည့်ပြီးညမိုးချုံမှအိမ်ပြန်အဲ့ဒါဆရာနေတိုင်းအလုပ်စနေတနင်္ဂနွေအားဆိုရလဲမရှိဆရာအသက်80ကျော်ဘတ်ကားတိုးစီတော့မယ်ဘတ်ကားပေါ်မှာနှာရီအဖြုတ်ခံရထီးဆွဲခံရဆရာလက်ဆွဲအိတ်တော့အခွဲမခံရဘူးအိတ်လိုက်ပဲပါသွားတာ၃လေးလုံးရှိပြီဆရာလက်ဆွဲအိတ်ကြီးထဲမှာအငြင်းရန်စာအုပ်တွေနဲ့ဆန်းဆန်းပြပြတိုလီမူလီကအစထွေလီကျလာပပညာညာလေး ဒါကြောင့်ဆရာလက်ဆွဲအိတ်ကြီးကိုမျက်လှည့်ဆရာရဲ့အိတ်ကြီးလားမှုန်ဆရာရဲ့အိတ်ကြီးလားဓမ္မမှုန်ယူလွယ်အိတ်ကြီးလားလို့ထင်စရာဒါပေမဲ့ကျွန်တော်ကတော့ဆရာလက်ဆွဲအိတ်ကြီးကိုခီးဆောင်ပြတတ်ရဲ့အိတ်ကြီးလို့ထင်မိပါတယ်ဆရာကျွန်တော်က6မိုင်ပြည်လမ်းပေါ်ကစွကျဲဇလန်အခုဓမ္မယုံလမ်းမကြီးမှာနေတယ်စွကျဲဇလန်ကားလမ်းမှတ်တိုင်ကကျွန်တော်အိမ်ရောက်တော်လေးတော့ဝင်ရတယ်ဆရာကတော့ခုနှစ်မိုင်ပြည်လမ်းပေါ်ကနေအီဒီလမ်းနဲ့ဝင်တဖန်ဒူပန်လမ်းနဲ့ချူ ပြီးမှနီကောလန်တွေကတိုက်မှနေတယ်။အီဒီလန်ကမှတ်တိုင်ကနေဆရာအိမ်ရောက်တော်လေးဝေးသား။နေ့စဉ်ဝင်ထွက်နေရတဲ့ဆရာကိုအံ့ဩမိတယ်။ကျွန်တော်ကဆရာစီတလားတစ်ခေါက်ရောက်ဖို့မလွယ်ပေမဲ့ဆရာကတော့ကျွန်တော်စီတစ်ပတ်တစ်ခေါက်ရောက်အောင်လာတယ်။ဆရာကျွန်တော်တို့လမ်းထဲဝင်လာတာနဲ့ပထမဆုံးဦးလေးချစ်လက်ဖက်ရည်ဆိုင်မှာထိုင်ပြီးနားရတယ်။ဦးလေးချစ်ကတော့ဆရာနဲ့ကျွန်တော်ကိုအမြဲတမ်းလက်ဖက်ရည်ဒါနာပြုနေကြတယ်။ ဆရာဟာကျွန်တော်စီလာတိုင်းဥလေးချစ်ဆိုင်မှာအမြဲတမ်းဝင်လာတယ်။အသက်ကြီးလာလို့မောတဲ့လက္ခဏာပေါ့။ပေါ်ပြီးကျန်းတောက်ရင်ဥလေးချစ်ဆိုင်ရာပြိတ္တကို ပုံတူပတ်စရပြောရတာဆရာအတွက်တော့အာတူစီပဲမဟုတ်လားဆရာ။1989ခုနှစ်မှာဆရာအသက်85နှစ်ကျော်လာလို့အိုမင်းမစွန်ဆရာလမ်းကိုလှမ်းရင်နာထိုင်လို့ခါကိုင်းလာပြီလေ။အင်းနာထိုင်နာတော့ကြာလာပါပြီ။စစ် ပြီးစကာလလေးငှက်ဖျားမိလို့ခွေနှိုင်းစေးရတောက်လွန်သွားလို့နားမကြရတော့ဘူးလို့ဆရာပြောဘူးလေဆရာခါကတော့တပြေးပြေးကိုင်းကိုင်းလာတယ်ဆရာတော့တိဟန်မတူဘွားမြဲလာမြဲပဲဆရာကောလိပ်ကျန်တငယ်ချင်းဆရာဇဝနမကွယ်လွန်ခင်ကဆရာကိုနောက်တာမှတ်မိမှာပေါ့ကိုဟိန်ဆုံးခါကတော့တပြေးပြေးကိုင်းကိုင်းလာတာ90ဒီဂရီဖြစ်တော့မယ်ဒါပေမဲ့ခေါင်းကစပင်ဦးတော့ကီဝီလိမ့်တုံးပဲတဲ့ဒီတော့ဆရာကဒေါပွားပြီးကျွန်တော်ကိုပြန်ပြောဘူးတယ် မောင်သိန်းရကွာငါ့ကိုနောက်လွန်းနေကီဝီဆိုတာဖက်နှက်တိုက်တဲ့အနှက်ဆေးဘူးကွာဘယ်ကောင်းမလဲတဲ့ဟုတ်သားပဲဆရာကလည်းအမြင့်စမင်းစိုးထားတာ哦ကိုကိုကိုလည်းနှုတ်ပြောအောင်အမြဲဝတ်ဆင်တယ်အလှပါလည်းကြိုက်တယ်မဂဇင်းနဲ့စာဆောင်တွေမှာဆရာပုံကိုဆိုရင်နှုတ်ပြောစရာပုံကိုပဲသုံးစီတယ်ဒီနှစ်ဇွန်လလည်းနေ့တနေ့ကျွန်တော်အိမ်ကိုဂျေးမုံကအက်ဒီတာ ဒီနှစ်ဇွန်လလယ်နေ့တနေ့ကျွန်တော်အိမ်ကိုကြေးမုံကအေဒီတာချုပ်ဥတာကရိုကဖုံးဆက်တယ်။ဆရာဦးရဲ့ဇွန်ကြေးမုံတိုက်ပေါ်မှာမောလို့မသွားနိုင်တော့ဘူး။ညဆောင်ရဲ့ခရင်ပေါ်မှာလှဲခိုင်းထားရတယ်တဲ့။အဲ့ဒီအချိန်ကျွန်တော်ကလည်းအိမ်မှာမရှိဘူး။ပြန်လာမှသိရတယ်။ကိုတာကရိုစီပြန်ပြီးစုံစမ်းတော့ဒူပန်လန်ကတူတူမှကားနဲ့လာခေါ်သွားပြီတဲ့။တော်သေးတာပေါ့။ဆရာအခုတော့နားရပြီ။အိမ်မှာနားနေတာအကောင်းဆုံးပဲ။ကဲပြန်မထွက်ပါနဲ့တော့ဆရာ။ နောက်နှစ်ရက်လောက်ကြာတော့ဆရာစီကျွန်တော်ရောက်ခဲ့တယ်။ဆရာအိမ်ရောက်တယ်ဆိုရင်ပဲဆရာအိမ်ကစီးပြီးတိုင်တယ်လေ။ဖိုးလေးကိုအိမ်မှာနားခိုင်းလို့လည်းမရဘူး။မနေ့ကအပြင်ထွက်ပြန်ပြီ။အိမ်ကထွက် AD LAN platform ပေါ်မောပြီးလဲနေလို့ဂျေသားနှစ်ယောက်ကတွဲပြီးအိမ်ပြန်ပို့ရတယ်တဲ့။ဖြစ်မှဖြစ်ရလေဆရာရဲ့ platform မင်းသားကြီး platform ပေါ်မှာအယုတ်ကျိုးပြတ်တယ်လို့ဖြစ်နေရတယ်။ နောက်တနေ့ဆရာအိမ်သားတွေကဆရာအိုပါရဂူဒေါက်တာတွေနဲ့ဆန်းသက်တဲ့အခါနှလုံးရောကြောက်ကန့်ရောမကောင်းတော့ဘူးလို့သိရတယ်။ဒါပေမဲ့ဆရာကတော့ဆရာကိုဆရာစူပါမင်းသားကြီးလို့ထင်နေတာတော်တော်ခက်တာပဲ။တနေ့ကလည်းမြို့ထဲမောင်ထော်လေးလန်းခုပူစွန်ပတ်လန်းမှာနေတဲ့ကတ်တွန်းတန်းထွန်းစီကိုတင်းပူခိုင်းတယ်။ငါမှကြောင်ညာကိစ္စတွေရုပ်ရှင်သတင်းကိစ္စတွေစောင်းပါကိစ္စတွေလုပ်စရာအများကြီးရှိသေးတယ်တဲ့။ တန်းထွန်းစီပို့ထားပြန်တော့တန်းထွန်းကလည်းသူ့ရဲ့ထွန်းမင်းလက်စာအုပ်အတွက်စောက်ကူရဖို့အလုပ်များနေတော့ဆရာခဏနားအောင်နော်ကျွန်တော်ကားပြန်လာရင်ဆရာသွားချင်တဲ့နေရာလိုက်ပို့ပါမယ်လို့ပြောထားရတယ်။ဒါပေမဲ့ဆရာကငါမြောက်ရီဘခဏသွားအောင်မယ်ပြန်လာခဲ့မယ်ဆိုပြီးဇွတ်ထွက်သွားပြန်တယ်တဲ့။တက်တိုက်ဆိုင်ဆိုင်ကျွန်တော်အမျိုးသမီးຫນွယ်ကလည်းစုလီဖျားလန်းအတွင်းဘက်ကရှောက်သွားမြောက်ရီတိုက်အောင်မှာအမောဆိုပြီးခွေရိုင်နေတဲ့ဆရာကိုတွေ့တော့တာပဲ။ ွဲ့ကိုတွေ့ရဆိုရင်ပဲမြောက်ရီကြောညာကိစ္စတိုက်ပေါ်တက်ပြီးလှုပ်ပေးဖို့ပြောတယ်။ဌာနဲ့နွယ်ကဆရာကိုတိုက်အောင်မှဖေးဖေးမမနှားခိုင်းပြီးဆရာကြောညာကိစ္စတွေကိုလှုပ်ပေးရတယ်။ပြီးမှဆရာကိုအငှားကားနဲ့ဒူပန်းလန်းအိမ်ကိုလိုက်ပို့ရတဲ့။음ဆရာအရွယ်ဟာဘယ်အလုပ်မှလုပ်လို့ရတဲ့အရွယ်မဟုတ်တော့ဘူးဆိုတာဆရာသိဖို့ကောင်းတယ်။အလုပ်တန်ရောစင်တွေကိုလည်းမဖြတ်နိုင်ပါလားဆရာရဲ့။အဲ့ဒီနေရာစပြီးဆရာအခြေအနေကဆိုးလာတယ်။ ခြေတွေလက်တွေရောင်လာတဲ့ဒါကြောင့်ဆရာအိမ်သားတွေကဆရာကိုဆေးရုံတင်ဖို့လုံးပန်းကြတယ်။ဆရာကလည်းဆေးရုံမတက်ဘူးလို့ဇွညင်းနေ။ဒါနဲ့ဘူမှုကိုယ်တိုင်ဆရာမြေမောင်မျိုးတန်တဲ့အတူဆရာကိုဆေးရုံတက်အောင်ပြောပြဖို့ကျွန်တော်လာခေါ်ကြတယ်။ကျွန်တော်ကလည်းချက်ချင်းမလိုက်နိုင်ပြန်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အိမ်မှာလည်းကျွန်တော်နှစ်မဆုံးပြီးခါကြအတုပကိစ္စနဲ့ပြာများနေ။ဒီကိစ္စဆရာကိုကျွန်တော်အတိမပေးခဲ့ဘူးပုံမှုကိုကျွန်တော်လာခဲ့ပါမယ်လို့ပဲပြောလိုက်တယ် ါပေမဲ့ကျွန်တော်ဆရာစီမလာဖြစ်ဘူးစိတ်တုံဆိုင်တုံဆိုင်ဖြစ်နေခဲ့တယ်အမှန်တော့ဆရာစိတ်မချမ်းသာအောင်ဆုံးမပြောချင်လို့ပါပဲတနင်္လာနေ့မှာဆရာဟာဆရာညီနဲ့ကြံရစ်ခဲ့မြင်းငယ်တွေရှိရာရွှေကုန်းတိုင်းဗန်ရိတ်တာတိုက်ခန်းကိုယာယီရတရာသဘော ပြောင်းရွှေ့သွားပြီလို့သိရတယ်ဒီတိုက်ခန်းကိုဆရာနဲ့အတူကျွန်တော်ရောက်ဘူးတယ်လွန်ခဲ့တဲ့၃နှစ်လောက်ကဆရာညီဥချိန်ဆုံးကွယ်လွန်တော့ကလေအိုမင်းမစွန့်နဲ့ဆရာဟာဗန်ရိတ်တာလေးတဲ့တိုင်အပေါ်ဆုံးအခန်းကို အချီအပွေမခံပဲကိုဘသာအရောက်တက်ပြီးအစွမ်းပြလိုက်သေးရဆိုပဲဆရာကရွှေကုန်တိုင်းဖန်ရိပ်တာမှာလူလားမြောက်တဲ့မြင်းငယ်၃ယောက်နဲ့နေရတယ်တဲ့အကြီးမောင်မျိုးတန်းကစေရန်ကြအလက်မမြင်းမလေးမတန့်စင်ကပန်ယုံဝင်ထမ်းမြင်းငယ်မောင်ကျော်မိုးကစေရန်ကြောင်းသားသူတို့မိရင်ဆရာတူမကွယ်လွန်လာလေ၄နှစ်လောက်ရှိသွားပြီဖခင်ကတော့ကြားပြင်းနဲ့လွိုက်ကော်ပန်မှာတဲ့ဆရာအိမ်ပြောင်းနေဆိုလို့ဆရာအကူအာထားပြုတဲ့ ဟောလာရီကဆရာရွှေနဲ့တောက်ကြဥမောင်ကလေးတို့ရောက်လာပြီးစေလဲပေးအားလဲပေးကြတယ်လို့သိရတယ်။ကျွန်တော်ကတော့အလှင်မရောက်လို့စိတ်မကောင်းပါဘူးဆရာ။ဇူလိုင်လ30ရက်ခြာတာပလီနေ့နေ့လေကျွန်တော်နဲ့ဇနီးနွယ်ရဲ့ရွှေမင်းသားခင်ဆွေနဲ့ဝင်းထွန်းတို့လောက်ပဲလူစုမိလို့ဆရာစီအမြန်လာခဲ့ကြတယ်။ရွှေကုံတိုင်ရောက်လို့ဗန်ရိတ်တာရောက်ခါနေမှာကတ်တွန်လေးဝါနဲ့တွေ့တွေ့တွေ့ချင်းလေးဝါက ကျွန်တော်အခုပဲပြန်လာတဲ့ဆရာကြီးဆုံးပြီလေဝစကားကြတော့ဟဲ့ကနေဖြစ်သွားတယ်ကျွန်တော်အနေနဲ့ဒီလောက်မြန်လိမ့်မယ်လို့မထင်ဘူးတိုက်ပေါ်ရောက်တော့ဆရာမင်းငယ်တွေလည်းတရားမှမတွေ့ဘူးယုံတက်သူကတက်ကြောင်းသွားသူကသွားအကြီးဆုံးမြေကဆရာယုံချောညာကိစ္စရုပ်ရှင်သတင်းကိစ္စလိုက်လုပ်ပေးနေအနားမှာတော့ဆရာရွှေနဲ့တောက်ကြဥမောင်ကလေးပဲရှိတယ် ဆရာရွှေကကျွန်တော်လက်ပေါ်မှာပဲဆရာကြီးအသက်ပြောက်သွားတယ်။နာယီပိုင်းလောက်ပဲရှိအောင်မယ်တဲ့။ဩဆရာဆရာလူတွေဟာတိတ်တနေမွေးတနေနေတယ်။မကကြင်တိတ်ကြင်ဟာတိတ်ကြတာပဲ။ခုဆရာလည်းဆရာကြီးတိတ်သွားတဲ့နေရာမှာလာတိတ်တာပေါ့နော်။အင်းဒီရက်တိုက်ပေါ်တက်ပြီးတိတ်လဲဆိုတော့အထပ်ပုံနဲ့ပုံကြီးတာပေါ့ဆရာ။ တဖြည်းဖြည်းလူဆောင်လာတော့ဆရာရဲ့ဇာပနာကိစ္စဆွေးနွေးကြရင်တယောက်တစ်မျိုးဖြစ်ချောင်းကုန်စင်ပြီးပြောကြရစီ။ဆရာမြေကြီးမောင်မျိုးတန်ပြောတယ်။ဖိုးဖိုးကတိတ်တိတ်ကြီးကောင်းတာဒီနေ့ကြာတာတည်းနေတဲ့မနှက်ခံတောက်ကြဆိုသူ့ရဲ့ရုပ်ရှင်သတင်းကြေးမုံမှာပါနေကြ။သူရုပ်ရှင်သတင်းရေးရမယ်ထူပေးပါဆိုပြီးအတင်းထူခိုင်းတယ်။ဒါပေမဲ့ထူလို့လည်းမရဘူး။ဒုက္ခအောင်လည်းသူမနိုင်တော့ဘူး။ဒါနဲ့ကျွန်တော်ရေးခိုင်းတယ်။သူကပြောပြတယ်။စကလုံးတွေကလည်းမပွဲတော့ဘူး။ ဆရာကြီးကလည်းပြောပြပြန်တယ်။ဆရာကြီးရဲ့လက်ချောင်းလေးကတလုံးလုံးတရွရွရစိတ်ကူးနဲ့စာရင်းနေတဲ့ပုံပဲ။အဲ့လက်ချောင်းလေးကြီးရဲ့လှုပ်ရှားမှုကမကြခင်မှာပဲတဖြည်းဖြည်းညင်သက်သွားတယ်။ပြီးတော့သတင်းစာတွေမှာဆရာနာရေးကြော်ညာအချိန်မီပါနိုင်မှုကျွန်တော်ရေးရတယ်။ဆရာနာရေးကြော်ညာကိုအတိုင်းဝိုင်းမပါဘဲတူတူတုတ်တုတ်ပဲကျွန်တော်ရေးလိုက်မိတယ်။ဆရာဖတ်ကြည့်ပါအောင်ဆရာ။ကတ်တုံးဥဟိန်ဆုံး နိုင်ငံကျော်ကတ်တွန်းဆရာကြီးဦးဟိန်စွန်းသည်1989ခုနှစ်ဇူလိုင်လ31ရက်နေ့တနာ ਈ 45မိနစ်တွင်ရန်ကုန်မြို့တိုက်262အခန်းကောက်ကွေးမြင်းဆောင်16ချွေကုံတိုင်းဗန်ရိတ်သာ၌ကွလွန်သွားပါသဖြင့်တရက်7လ89မွန်လွဲ2နာရီတွင်စံတော်အေးအေးတိုင်းမှစံတော်တုတ်တန်သို့ပို့ဆောင်မိကြုံမီဖြစ်ပါကြောင်း ဆရာရဲ့ယုတ်ကလပ်ကိုကျွန်တော်အေးအေးတိုင်းကတင်းကြုံမှာမို့လို့ဆရာတူမဒေါခင်နုနုနဲ့ဘူမှုခင်လိုက်တို့ရောက်ရောက်ချင်းကျွန်တော်အေးအေးတိုင်းကိုပို့ဖို့စီစဉ်ရပြန်တယ်။မမှောင်ခင်မှာပဲဆရာရဲ့ယုတ်ကလပ်ဟာတက်ဆိုင်ရာကားနဲ့ကျွန်တော်အေးအေးတိုင်းကိုပါသွားပြီပေါ့ဆရာ။နောက်တနေ့မနက်မှာဆရာအတွက်တက်ပြောက်ဆုံးကိုငါတက်ကြီးကြောင့်ကဆရာတော်တပားနဲ့ဆုံးတွတ်ပြီးဆရာကိုအမျှဝေကြတဲ့အတွက်တာရုခေါ်ပါဆရာ။အမျှအမျှအမျှ ညနေပိုင်းရောက်တော့ကတ်တွန်ဝနအိမ်မှာကတ်တွန်ဆရာတွေစုပြီးဆရာရဲ့ဇာပနာကိစ္စကိုဆွေးနွေးကြတယ်။ကတ်တွန်ဆရာတိုင်းဟာငွေအားလူအားနဲ့တက်ညီလက်ညီတာဝန်ယူပြီးဆောင်ရွက်ကြပါတယ်။ဇာကြီးဆရာ၊ပကြီးဆရာ၊ရုပ်ရှင်၊ဂီတ၊မကျန်၊နုပညာရှင်တွေစာနယ်ဇင်းတိုက်တွေကလည်းငွေအားလူအားကူညီပေးကြပါတယ်။ကူညီသူအလုံးကိုကျေးဇူးတင်လွှာပေးပို့ပါမယ်ဆရာ။ဩဂုလတရနေ့ဟာဆရာရဲ့နောက်ဆုံးနေ့ ွင်းကျန်တဲ့ရုပ်ကလပ်တကြုံမဲ့နေပေါ်စရာရာသီဥတုကတော့မိုးလင်းနေကမိုးလေကင်းရှင်းနေမင်းအောင်လင်းနေပြီးตายာလှပါရဲ့နနက်စေနိုင်မှာပန်ရိပ်သာတိုက်ခမ်းပါတဲ့ငားတဲ့ကြီးချောင်းဆရာတော်ကိုပင့်ဖိတ်ပြီးဆရာအတွက်တရဏဂုံတင်ပြီးအမျှဝေကြပါရဲ့နနက်ဆက်တနာရီလောက်တည်းကကျွန်တော်အေးအေးတိုက်ထိတ်ဆုံးခမ်းမကြီးမှာဆရာရဲ့ရုပ်ကလပ်စာပနာကိုခန်းနာအောင်ပြင်ဆင်မောမှန်ကြပါရဲ့ ဆရာရဲ့ရုပ်ကလပ်အလောင်းကိုဆရာတူမထုတ်ခင်နူးနူးကဆရာကြိုက်တဲ့ရွှေငှို့ဝါရောင်ချက်ကင်းနဲ့လုံကြီးအကွက်လေးကိုကြိုတင်ပေးထားလို့ပြင်ဆင်ဝတ်ပေးထားပါရဲ့ပြီးတော့ထုံနှန်းတလေးဆင်လာရကရုကမဆေကိုလည်းပစက်သေးထည့်ပေးလိုက်တယ်၁၂နာရီလောက်ကစပြီးပြိတ္တတ်တဖွဲဖွဲရောက်လာပြီဆရာအလောင်းရဲ့ခေါင်းရင်းမှာကတ်တုန်းရွှေမင်းသားရေးဆွဲတဲ့ဆရာပုံတူကြီးကားနဲ့ ကယ်ရီကချာကတ်တုံးပုံနှစ်ပုံကတော့ပန်းခွေတွေချာမှာဝမ်းနဲ့ပူဆွေးမှုချားတဲ့ကလည်းကြည်နူးမှုကိုခံစားစေပါတယ်။ဆရာပုံသူကြီးကရဲ့ဆွဲဆောင်မှုကြောင့်မြန်ကုန်းမြို့နယ်စာပေလောက်သားဖွဲ့အတွက်ဆရာကျော်မြင့်လွန်ကအလှူခံသွားတယ်။ဆရာဟာမြန်ကုန်းမြို့နယ်ဒူပန်းလမ်းမှာနေပြီးမြို့တော်ခန်းမှစာစုတော်နဲ့တက်ကြီးစာစုပူဇော်ပွဲမှာ၄-၅နှစ်အပူဇော်ကြောခံဆရာကြီးဆိုတော့ မြန်ကုန်းမြို့နယ်စာပေလုံသားဖွဲ့အနေနဲ့ကလည်းခုံရှိလို့မြို့နယ်စာပေလုံသားခမ်းမမဆရာပကြီးကားကိုချိန်ဆွဲထားခြင်းလို့ပါတဲ့ပြီးတော့ဆရာအထွတ်ရိုးရာတန်းပညာရှင်များကောင်းစီမြန်ကုန်းစာပေလုံသားစာနယ်စင်းတရုတ်ဘော်ပကြီးဆရာများတောက်ကြဆာဆောင်မိသားစုရှင်မောမဂဇင်းဒီတူးပလင်အောက်ဆက်သုံးလန်းဥပချမ်းလန်းတွေးတောက်မဂဇင်းတို့ကလည်းမြမကတော်ရုပ်ရှင်ဆရာကြီးဥဟိန်စွန်းတို့တဲ့ ပြီးတော့ကျွန်တော်တို့ကတ်တွန်းဆရာတွေရဲ့လွမ်းသူပန်းခွေဆရာဟာနိုင်ငံကျော်ဆရာကြီးမြမကတ်တွန်းရုပ်ရှင်ကိုစတင်သူပြည်သူချစ်သောအမှုပညာရှင်ကြီးဒါကြောင့်လူရန်စားအမျိုးမျိုးပညာရှင်ဖုံဖုံလူမျိုးစုံလာကြပါတယ်ပြိတ္တတို့ကြီးခမ်းမကြီးရှင်ထွက်တဲ့အထီးပါပဲဒါကြောင့်ကျွန်တော်ဆရာဘွားကိုလေးလေးနက်နက်ပြန်လဲစဉ်းစားလိုက်မိပါတယ်ဆရာဟာကတ်တွန်းဆရာ ကလေးဘွားကနေစပြီးကတ်တွန်းဘိုးအေကြီးဘွားတိုင်အောင် ကတ်တွန်းရေးဆွဲခဲ့သူမှုဆရာကတ်တွန်းကိုကလေးရော လူကြီးပါနှစ်သက်ဆွဲလန်းကြပါတယ်။မြန်မာနိုင်ငံကနိုင်ငံကျော်ကတ်တွန်းဆရာကြီး၃ဦးထင်ရှားခဲ့တယ်။ဥပကလေးခေါ်တဲ့ရွှေတလေးဥပကျန်းပြီးတော့ဥဟိန်စွန်းဥပကလေးကတော့စစ်အတွင်းမှာကွယ်လွန်တယ်။ဥပကျန်းကတော့1953ခုနှစ်မှာအနေဆာရောက်တယ်။ဟောခုတော့ဆရာဥဟိန်စွန်းအလှည့် ဆရာကပြည်သူချက်တော်ကတ်တွန်းဆရာကြီးမှုဆရာကိုလမ်းမှာတွေ့တဲ့သူတိုင်းကလက်ဖက်ရည်တိုင်မဲ့သူမရှာထမင်းကျွေးမဲ့လူမရှာငွေကြေးပေးမဲ့လူမရှာပြီးတော့ဆရာမှာချစ်ဆရာကောင်းတာကဆရာကြီးများဖြစ်ကြတဲ့ကတ်တွန်းဥပကလေးကပြီးမိုးနေမဟာဆွေဇဝနညုံမြဥပဇောဥုံလွင်စတဲ့တရင်စာဆရာစာရေးဆရာကြီးဆရာတွေစုံပြီးရဲ့အမှုပညာရမကဥစုတို့ရဲ့အတော့ဝိုင်းမှာ ဆရာကအလင်းမတောက်ပေမဲ့ပွဲပြီးတဲ့အထိငုတ်တုတ်ထိုင်နိုင်တဲ့တိခတ်နိုင်မှုပါ။ဇနီးအမှုပညာရမကလူငယ်အုပ်စုရဲ့အတော်ဝိုင်းအထိပါပဲလေ။ပြောရှင်မြူးတူးနေတဲ့လူငယ်ရဲ့ချားမှာဆရာဟာအမြဲနူးပြိုနေခဲ့တာပေါ့။ပြီးတော့လဲဆရာမှာနှစ်သက်ဆွဲလန်းစရာကောင်းတာလည်းရှိသေးတယ်။လူတွေ့ရင်ပုံတူပတ်စာမပြောရမနေနိုင်တဲ့အကျင့်ပေါ့။ဆရာပြောတဲ့ပုံတူပတ်စာတွေကနိုင်ငံရေးစီးပွားရေးလူမှုရေးဆုံးလို့အကြည့်ပြဆိုင်ရာပုံမြင်အောင်ပတ်လိုက်သေး။ ီကြတဲ့ကဘာဥစအာဒံနဲ့ဧဝတို့ရဲ့ဟာလာဟင်းလင်းဘဝကနေဆင်းသက်လာပြီးယနေ့လူသားတိုင်အောင်မယိုးနိုင်တဲ့ပုံမြင်တွေကိုလည်းချစ်အမှုမျိုးဖြစ်ဝါကနေဖောက်ခွဲပြနိုင်တဲ့ဇာပညာဟာအစွမ်းထက်လာပါပြီ။ပြည်သူချားမှနေ့စဉ်တွာလာလှုပ်ရှားနေတဲ့ဇာဟာနေ့စဉ်လန်ချားဆွဲတဲ့လန်ချားကလာလန်ချားမဆွဲနိုင်လို့ရလိုက်တာနဲ့တခါတည်းမလကတော်တယ်လို့ဇာလည်းအခုတော့တောက်ကနေရုပ်ကျိုးပြတ် ုံလျက်သားကျသွားပြီပေါ့တုတ်တန်တင်းချိုင်းဟာမစီကားအပ်တဲ့အရာဆိုပေမဲ့ကြံတော့အေးရိုက်ဧကံမဟာတိတ်ကိုစီကားနေပါပြီဆရာမိတ်ဆွေပေါင်းတဲ့နေလဲတုတ်တန်ဒီအကူငွေတွေလာပေးကြတော့မယ်ကျေးမှုန်သတင်းစာတိုက်ကဆိုရင်ဆရာအတွက်ကူငွေစရင်အတူပါပို့ပို့ထွက်လာကံဒီထိစရင်မပိတ်နိုင်ခဲ့ဘူးတဲ့တယောက်ဝီတယောက်တိုးလာလို့နောက်ဆုံးအတင်းအိတ်ပိတ်ပြီးခရိုက်ခရိုက်ယူလာရတာတဲ့အေးဒါချုပ်ဥတင်စိုးတာကရိုးကိုယ်တိုင် ဆရာရဲ့နောက်ဆုံးချင်းမုံရုပ်ရှင်သတင်းစာမူခနဲ့အတူကုငွေစင်းရင်ကြီးကိုလာပေးတယ်။ဆရာမိတ်ဆွေအပေါင်းအသင်းတွေထဲမှာအသက်တော်တော်ကြီးရဲ့ပုံကိုယ်တွေလည်းပါတယ်။ဘာမအကလင်တီထောင်စင်ကပါလာတဲ့ပကြီးဦးတန်းမျက်စိမှုံမှုံခြေလက်တုံတုံနဲ့လာတယ်။ပြီးတော့ပကြီးဦးပါရင်ကလေးကလည်းချိုင်းတောက်ကြီးတကားကနဲ့အပြေးလွှားလာတယ်။သူတို့ကိုမြင်တော့ဝမ်းနည်းမှုတွေကြားတဲ့ကနေကြေကွဲမှုတွေစင်လာပေါ်ဆရာရဲ့နိုင်ငံကြီးနဲ့ စပီလောကကသခင်ခင်ညဆရာတတူပေါ်တဲ့စတဲ့သတင်းစာဆရာကြီးတွေအကြီးဆရာကြီးတွေကဆိုပစီဥတုခဥလွန်ကျွယ်ဥလာတန်ထွန်စသည်ဖြင့်အိုးလာသမျှလူတွေရဲ့အမိနာမတွေပေါ်ထုတ်ရေးလိုက်อืมเสียนอกကိုတယောက်ဝီးတယောက်လိုက်ရတော့မယ်လူတွေကိုတန်းစီပေးသလိုဖြစ်နေတော့မှာပဲပြီးတော့ဒီလိုဝန်းနေစရာခြေခွဲစရာကြားတဲ့ကဟားစရာနဲ့လဲကြုံရသည်ကယ်ဒမီမင်းသားဥထွန်းဝေကလေ ဇေယကိုလမ်းမှာတွေ့ရင်အမြဲလူဝေခရော့နေကြမှုအခုလဲသူ့အိတ်ကတ်ထဲကငွေတထပ်ကိုဆွဲထုတ်လိုက်တယ်။ဥထုံးဝေရဲ့အမှုပညာရှင်တွေကိုအမြဲကြည့်ရှုကြွေးမွေးတတ်တဲ့စေရနာအောင်လဲကြိုတင်တားထားလိုက်ရတယ်။ကိုထုံးဝေရဲ့တိတ်လဲမလုံးလိုက်ပါနဲ့ကျွန်တော်တို့မှာအလူဝေလူရာတတ်များလာရင်အထင်းရတိတ်မြဝင်ကြီးလွန်းလို့ပါဒီတော့ဥထုံးဝေကငွေဆက်ကိုထက်လိုက်တဲ့ကတော့ဝက်ခွဲပြီးကျွန်တော်လက်ထဲထည့်လိုက်တဲ့အချိန် ကျန်တဲ့ငွေတော်ဝက်ကိုအနားလာရက်တဲ့တော်ရာဆွေအိတ်ထဲဖြတ်ကနေထည့်လိုက်တယ်။ဒါကကိုဆွေအတွက်ကြိုတင်ပေးထားမယ်တဲ့။ကတ်တွန်းဆိုတာဟာတရက်တာမြောက်မှကတ်တွန်းဟောင်းတစ်ခုဖြစ်တယ်လို့ကတ်တွန်းဆရာကြီးရဲ့အတုပမှာလည်းဒီဆရာလေးပါမှတဘာဝကြတာပေါ့ဆရာ။ဆရာအတုပကိုမွန်းလွဲနှစ်နာရီတိတိမှမိသချိုးတော့မယ်။တနင်္ဂနွေခွဲမှာကျန်တော့နဲ့မနီးမနီးဝေးမှာရှိတဲ့ဒေါညာနာစာရီသီလရှင်ကျောင်းတိုက်ကသီလရှင်ကြီးကြွလာပြီး အပား20ဟာဆရာအလောင်းကိုဝန်းရံလိုက်ကြတယ်။ဒီစီစဉ်ကို ကျွန်တော်ဇနီးຫນွယ်ကအလက်တပြက်စီစဉ်လိုက်တာပါ။ဒီမြင်ကွင်းဟာအလုံးကိုအံ့ဩခြင်းနဲ့ကြည်နူးခြင်းတစ်ပြိုင်တည်းခံစားမိစေတယ်။ခမတစ်ခုလုံးလည်းတမဟုတ်ခြင်းငြိမ်သက်သွားတယ်။မကြမီပဲဒီလရှင်ကြီးရဲ့တန်ဝေကပြိတော်ရွတ်ဖတ်တန်ဟာကျန်သောဝန်းကျင်ကိုလွှမ်းခြုံသွားတော့တယ်။တန်ဝေကပြိတရားတော်ရွတ်ဖတ်တန်ပြီးဆုံးသွားတာနဲ့ ခေါင်းသွင်းမှုစီစဉ်ကြတာပဲခေါင်းမသွင်းမီဆရာကိုနောက်ဆုံးကြော့ခြင်းဖြင့်အလုံးကြော့ကြတယ်ဆရာအလောင်းကို ခေါင်းသွင်းရမှာဆရာရဲ့ချစ်စနိုးကြီးစိန်ခင်မောင်ကြီးကခေါင်းဖြစ်တာဝန်ယူပြီး ကတ်တွန်းဆရာတွေနဲ့အတူအလောင်းကိုမချေပြီးခေါင်းသွင်းလိုက်ကြတယ်နေပောင်းနေပောင်းအတန်ရှင်ကိုဝိုင်းကြည့်လိုက်တဲ့အခါအတန်ရှင်ကရုပ်ရှင်ဒါရိုက်တာခင်စောကျွန်တော်ဆရာကြီးကိုလမ်းမှာတွေ့ရင်ငွေကြော့နေကြပါအခုလဲငွေနဲ့ကြော့ပြရစီ ဒီလိုဆိုဒီငွေကိုတယောက်လက်ခံထားလိုက်ဟုစိန်ခင်မောင်ကြီးက ပြောတော့ဒရိုက်တာခင်စောကမဟုတ်ဘူးဆရာကြီးဥဝင်စွန်းလက်ထဲထည့်ပေးပါဗျာတဲ့ဒါနဲ့စိန်ခင်မောင်ကြီးကဒရိုက်တာခင်စောစီက25ချက်တန်ငွေဆက်ကူအစ်စ်ကိုယူပြီးဆရာကြာခင်အိတ်ထဲကိုထည့်လိုက်တယ်ဟုတ်တာပေါ့ဆရာတိတ်ဟုတ်တာပေါ့ခေဆက်ဆက်ဒလီထုံနှန်းစင်လာအရယူဆွဲခဲ့တဲ့ကတော့ကမက်ဆေ့တစ်စီရအခုလိုအဆအဆအရာရာဈေးနှုန်းတွေမြင့်တက်ကြီးမားနေချိန်မှာဘယ်အရာရောက်ပါလိမ့်မလဲ။ ။ဟိခင်သောအစိတ်ကနဲတယ်ကွ85ချက်တန်းဆိုဟုတ်တုတ်တုတ်ဆရာကထပြောကိုကောင်းတာပေါ့။ဆရာရဲ့ခေါင်းကြီးကိုတွန်းလဲပေါ်တင် မတွန်းမဲကတွန်းဆရာတွေကဝိုင်းထမ်းပြီးအတုပါချလာပါပြီ။စိတ်ဆုံးမှဆရာမြေနှစ်ယောက်ကဆရာပုံတူပစီပုံနဲ့ကယ်ရီကေချာပုံကိုကိုင်းလို့ပြီးတော့နောက်ကတန်းခွေတွေကင်သူကကင်မနှေးမမြန်ခြေလမ်းမှန်မှန်နဲ့မိတ္တကြိုဆက်ကြီးရှိအောင်တည်သွားကြတယ်။ မိသကျိုးဆက်ကြီးရှေ့ရောက်တော့ဆရာခန္ဓာကိုယ်ကြီးကိုထည့်ထားတဲ့ခေါင်းကြီးကိုရစ်ပူကြော်တဲ့အစင်ပေါ်ကို တင်လိုက်သည့်အလားပဲတန်လဲပေါ်ကိုတင်လိုက်တယ်။ပြီးတော့တန်မဏိမိပေါင်းချောင်ကြီးရဲ့ကိုဝမ်းနဲ့ချေကွဲစွာထည့်လိုက်ကြတယ်။ချက်ချင်းပဲဆရာရဲ့ကျွမ်းကျန်တဲ့ရုပ်ကလပ်ကိုမိဝါခံလိုက်ရတဲ့အချိန်မှာဆရာဝိညာဉ်ဟာလည်းပုံမိမ့်ပန်တက်မှာမှုံဝါးဝါးရှိနေပါလိမ့်မယ်။ကဲဆရာဆရာကိုကျွန်တော်နောက်ဆုံးဖိတ်ကြားခြင်းနဲ့ဖိတ်ကြားပေးရစီ ်ဩဂုတ်လ9ရက်နနက်အာယုံတက်မှာဆရာအတွက်ရည်စူးပြီးတန်ဃာတော်9ပါးကို မုံဟင်းခဆုံးကပ်လှူပါမယ်။အမျှဝေတဲ့အခါဒါရုခေါ်ဖို့မပြတ်မကွက်ဆက်ဆက်ကြွခဲ့ပါဆရာ။အမျှအမျှအမျှပါဆရာ။စက်တင်ဘာလ1989ခုပန်ရုပ်ဆုံမဂ္ဂဇင်းနာဆင်ပေးချသူပေါင်းကျေးဇူးထူဝဲတင်ရှိပါရှင်။